ော့ကျမတို့ကစက်တချီပုံမှန်900နဲ့အသက်ရဖြတ်မှုအကြောင်းကိုဒီဗီဒီယိုလေးကနေပြီးတော့မျှော်ပြသွားမှာဖြစ်ပါတယ်ရှင်အသက်ရဖြတ်မှုဆိုတာကကြတော့ကျမတို့လူတဦးတယောက်ကိုပေါ့နော်လူတဦးတယောက်ကိုဖြစ်စေအဖွဲအစည်းတစ်ခုကိုဖြစ်စေမဟုတ်မှန်မှန်ရေးသားမျှဝေချက်တည်ဖြန့်အဲထုတ်ဝင်ဖြန့်ဖြူးတာဒီပေါ့နော်ဘယ်လိုပြောလဲဆိုတော့တစုံတရာရဲ့ကိုယ်တည်ရေကိုထိပိုက်စေပြီးတော့စာနဲ့တော့လကောက် စားနေတော့လကောက်ပြီးတော့နှုတ်နဲ့ဒါမှမဟုတ်ရှင်ပုံတန်နဲ့ကိုအင်္ဂါရဲ့ဒီမျိုးတာဖြစ်တဲ့အတွက် ကျမတို့ကအရင်ကဆိုလို့ရှိရင်ဆက်သက်ချေပုံမှာ900အရအဖြစ်ပြီးလို့ရတာတက်ခင်တော့အဆုံးအရှင်ကျမတို့ကစာရီးရီးရီးပုံမီးထုတ်ဝေးရီးအဲပုံမီးထုတ်ဝေးရီးဆင်စကားပေါ့နော်အလိုမျိုးဒီအပုတ်ချတာတွေမဟုတ်ပါနဲ့ဆွဆွဲရီးတာချက်တွေ ီလိုမျိုးတွေอ่ะပဲကျမတို့ကအသက်ရဖြတ်မှုဆိုပြီးတော့အအသက်ရဖြတ်မှုမြောက်တယ်ပေါ့เนาะအခုတိုးတက်လာတဲ့ဉာဏ်ပညာအရာကျမတို့အညာဆက်သက်ကြီးပုံမှာ၄ခု၉ဝဲအင်္ဂါရက်တည်တာမကဘဲနဲ့ electronic ဆက်သွယ်ဆောင်ရည်ဥပဒေအဥပဒေအရလည်းကျမတို့ကအသက်ရဖြတ်မှုမြောက်နိုင်တဲ့အချက်လက်တွေထပ်ပြီးတော့ တွေ့လာရတယ်ပေါ့နော်ဘယ်လိုမျိုးတွေ့ကြပြုတ်မှုထင်ရှားရှိနေမှာဆိုလို့ရှင်ကျွန်တော်ငွေတန်ပေါ့အချက်သိန်း90ရာတရာအထိချမရမယ်အကယ်၍ငွေတန်မချဘူးဆိုလို့ရှင်အနည်းဆုံးတစ်နှစ်ကနေပြီးတော့အများဆုံး၃နှစ်အထိချမယ်ရပါမယ်ရှင်သူ့ရဲ့34ဂါးကြီးရဲ့ဒီဖွင့်ဆိုချက်အတိတ်ပဲဖွင့်ဆိုချက်ကဆိုလို့ရှင်ပေါ့နော်အခွဲအစည်းတစ်ခုကိုဒါမှမဟုတ်လို့ရှင်ပုံကိုတအုပ်ကိုထိခိုက်နေတာစီရင် ဖြစ်စေဂုဏ်သိက္ခာကျဆင်းစေရန်ဖြစ်စေတည်င်းအချက်အလက်ကို electronic နည်းပညာနဲ့ပြုလုပ်မယ်နောက်တစ်ခုကကြတော့ကြောင်းနေမယ်ထိုးထုတ်ပြုလုပ်ခြင်းပြုပြင်ခြင်းကြောင်းနေခြင်းပြုလုပ်ထားတဲ့အချက်အလက်တွေကိုဖြန့်ချိမယ်ဒီလိုမျိုးဆိုလို့ရှိရင်ကျမတို့ကတည်င်းအချက်လက်အတိတ် ဖြတ်မှုကိုပေါ့နော်ကျူးလွန်တယ်ဒီလိုကျူးလွန်တာဖြစ်တဲ့သူ့အထူးဥပဒေအရာဖော်ပြရဲပေါ့နော် electronic ဆက်သွယ်စာမျိုးဥပဒေပုံမှာ34ဂါကြီအရာအရေးယူရနိုင်တယ်ဒါတော့ကျမတို့အထူးဥပဒေကအရေးယူလေလေရနိုင်တယ်လို့ရာဇသက်ကြီးပုံမှာ900အရာလည်းအရေးယူရနိုင်ပါတယ် အကယ်၍ရာရာဆက်တက်ကြီးပုံမှာ900အရာအရေးယူလို့ဆိုလို့ရှိရင်တော့သူကရဲရဲမပိုင်တာဖြစ်တဲ့အတွက်ဥတိုက်လျှောက်ထားဆွဲဆိုရမယ်။ဥတိုက်လျှောက်ထားဆွဲဆိုပြီးတော့ထောင်တန်းအများဆုံး2နှစ်အထိချမှတ်အလုံးမဲ့ထောင်တန်းအများဆုံး2နှစ်အထိချမှတ်နိုင်ပြီးတော့ငွေတန်းလည်းချမှတ်နိုင်တယ်။အဲ့လိုမဟုတ်ဘဲပေါ့နော်။ဒီ online ပေါ်ကဒီတော့ကိုယ်သိခဲ့ကြဆင်းရဲ့အချက်လက်တွေကိုပြုပြင်မယ်ပြောင်းလဲမယ်ထုတ်လုပ်မယ်အဲထုတ်ခွင့်ပေါ့နော်။ဘုံမှာရေးတာဖြောက်ခဲ့မယ်။ ဒီလိုမျိုးတွေထုတ်အချက်လက်တွေကိုဖြန့်ချိခဲ့ပဲဆိုလို့ရှိရင်တော့ကျမတို့က electronic ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုံမှာ34အရာထို့သူကိုကျမတို့ကအရေးယူရနိုင်ပါတယ်။သူအားဆိုလို့ရှိရင်အများဆုံးထောင်တဲ့တစ်နှစ်ကနေပြီးအဲဆိုအနည်းဆုံးထောင်တဲ့တစ်နှစ်ကနေပြီးတော့အများဆုံး3နှစ်အ ှိပြီးအဲချမှတ်လို့ရပါတယ်မွေးတမ်းဟာဆိုလို့ရှိရင်မွေးတမ်းဆိုလို့ရှိရင်ကျက်သိန်း50အနေပြီးတော့အများဆုံးကျက်သိန်းတိတ်ဟာအထိချမှတ်လို့ရနိုင်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်မတို့ကအဲကျွန်မတို့ဘဟုတုတ္တရာရှိအောင်ပြန်လဲမျှဝေပြုခြင်းဖြစ်ပါတယ်ရှင်ဒါကြောင့်ကျွန်မတို့ကကိုယ့်ကိုယ်ဘဟုတ်မမန်ရေးသားဆွဆွဲ ိုယ့်ရဲ့ဂုံတိတ်ခါဂုံတိတ်ခါပေါ့နော်မဟုတ်ပုံနဲ့အာစာနဲ့ရေးတာတာလားနှုတ်နဲ့ပြောဆိုတာလားဒီလိုမျိုးပြောဆိုရဆိုလို့ရှိရင်ကျမတို့ကနှုတ်နဲ့ပြောဆိုမယ်အမှတ်အသားပြည့်ဖြစ်စေလုပ်မယ်ဆိုလို့ရှိရင်နော်ညာဆက်တဲ့ကြီးပုံမှာ900အရာအရေး